ခောဇာတက္ကရေ1366ခုနှစ်တော်တွင်လာပြည့်ကျော်15ရက်ခရစ်နှစ်2004ခုနှစ်အောက်တိုဘာလ14ရက်ဗုဒ္ဓဟူးနေ့တော်တည်လာနေလေကုန်သွားပြီတော်တည်လာကုန်တော်ဒီလေ့ကျင့်တဲ့ဆောင်ဘွယ်ထူးတဲ့ပြင်းဒီကာမရေကျော်လေ့ကျင့်တဲ့ဆောင်ဘွယ်ဒီထိုက်တယ်လို့ပြီးပြီကိုယ့်ကိုယ်ဆက်လုပ်ဖို့ပဲရှိတော့တယ်နောက်ခုငယ်လက်ကြီးလေ့ကျင့်နေသူတန်းတဲ့သူထိုက်တယ်လို့လှုပ်ပေးနေတယ် နောက်ဒီသဂိုင်းသာသနာလင်္ကာရသံဃာလည်းပဲဒီလိုလိုအရေးတကြီးမဟုတ်ဘူးမလို့ကိုလုံတဲ့လုပ်ငန်းတစ်ခုအကောင်းဆုံးဖြစ်အောင်လုပ်တတ်ဖို့အားလုံးစားလည်းပဲချပေးတယ်လေ့ကျင့်လည်းပဲခုထုတ်ပေးနေတယ်အဲ့တော့အရာရာမှာဘာရေးကြီးတုံးဆိုရင်ကိုလုံတဲ့လုပ်ငန်းကိုအကောင်းဆုံးဖြစ်အောင်လုပ်ဖို့ဘာရေးကြီးတုံးလို့ဆိုရင်အကောင်းဆုံးဖြစ်အောင်အဲ့ဒီစိတ်တက်ပြီးတော့အားလုံးထားပေးပါ ာချတဲ့ဘုံကြီးရတယ်ပဲဒီစာချတဲ့နေရာမှာကိုစာဝါတစ်ခုချပြီးပြီဒီစာချတဲ့နေရာအကောင်းဆုံးဖြစ်အောင်သူဘလို့နားလည်မလဲနားမလည်ကိုနားလည်အောင်ဘလို့ဒုက္ခခံပြီးတော့ချမယ်ဆိုတဲ့စိတ်တည်းနဲ့လှုပ်လို့ရတယ်သူအရှိန်ဩဇာတွေသူ့အလိုလိုဖြစ်တော့တယ်စာတင်နာတပါလည်းပဲစာတင်နာတယောက်လည်းပဲဒီလိုပဲကိုအလုံးတစ်ခုစာချရမယ်အလုံးအကြီးကြီးရဲ့စကားကိုနားထောင်ရမယ်အလုံးလုံး တရားကောင်းကောင်းလုပ်လို့ရှိရင်တရားတစ်ပြည့်မြတ်တဲ့အကြီးကြီးရဲ့စကားကိုနာယူမယ်ပညာလည်းပဲကြိုးစားမယ်စိတ်ထားလေးတွေပဲကျင်သွားမယ်ကိုနာခံရမယ်လို့ကိုလုံးဝမဲ့လို့ကိုကောင်းဆုံးဖြစ်အောင်လုပ်ပြီးဆိုရင်ဒီပုဂ္ဂိုလ်ကတစ်ချိန်မှာဆရာကောင်းဖြစ်တော့ဒါကြောင့်မို့ဘာဖြစ်ဖြစ်ပေါ့ဒီနေ့လည်းဒီလိုဦးစင်းနေကိုကိုလောက်အောင်လုပ်ကိုကောင်းကောင်းဖြစ်အောင်ကြိုးစားပါဒါလေးတွေဒီလိုတွေ့ခုနောက်ပိုင်းတော်တော်လေးပြောတယ် ဒီပြောပေမဲ့လို့တခါတည်းရံမှာလို့လို့ပေါ့စိတ်စေတနာတော့သိုးတဲ့ထဲမှာမပါပါဘူးဒါပေမဲ့လုံရက်တည်းရဲ့တိတ်မကောင်းတာတွေဒီလည်းပဲတွေ့နေရတယ်ဥပမာအဖြစ်တပီတော့ပြောတယ်ဒီနောက်ဆုံးမှာခီးသွားတဲ့ပုဂ္ဂိုလ်ကိလနာဖြစ်ရင်တော့မဆေးရုံတော့မဆိုရင်ကိလနာပုဂ္ဂိုလ်ကသူကဖြားနေလို့မလိုက်နိုင်ဘူးကိစ္စမရှိဘူး ဒါမှမဟုတ်ရင်ကျန်းကျန်းမာမာနဲ့လိုက်နိုင်တယ်ဥပမာပြင်လက်နာပေါ်လို့ဓာမျိုးစင်လိုက်လို့ရတယ်ဆိုရင်ကိုယ့်အကူဒီဆရာသမားတွေဒီတွားပြီးတော့ဝှက်ချဝှက်ချပြီးမှဆေးရုံတွားပြန်လာလို့ရှင်ရတယ်ပြန်လာခဲ့နှစ်ပါးလုံးနဲ့ပို့တဲ့ပုံကိုယ်ဝှက်ချဒါမှတော့ဒီလိုစိတ်ထဲမှာဒီလိုအလေးကရမပြူပါဘူးဒီလိုမှမဟုတ်ပေါ်စားစားနေဆိုရင်တခါတည်းရင်တွေ့တယ် ဘာမှရေးမကြည့်တဲ့ကိစ္စတွေလည်းဆေးရုံဆေးသွားဝယ်တယ်ဘုရောကဆိုရင်ဆရာဘုန်းကြီးဥစ္စာကရာစီကိုအလွန်လျှောက်ဒါရီကမလုံတဲ့ပေါ့ပြီးတော့ခွင်ပေးတာလည်းပဲဒါကြည့်ပေးရမှာပေါ့လျှောက်တဲ့ပုဂ္ဂိုလ်ကလည်းတော်တော်လိုအပ်တဲ့ဒါရီကတပီတော့မရှိတဲ့ချိန်တွင်သွားပြီးတော့လျှောက်ပြီးဘာမှလည်းကိစ္စထူခြားချက်လည်းမရှိဒါမျိုးတွေပေါ့တပီတော့ဒါမျိုးတွေဖြစ်မှာဆိုလို့တပီတော့ဒီလာလျှောက်လဲပြန်လာလို့ရှိရင်လည်းပဲလာလျှောက် ဒါအမြဲတမ်းပဲပြောနေနောက်ဆုံးခရီးရဲ့ရှည်ထွက်ပြီဆိုရင်တတိတော်ရဲ့ဆွမ်းစားကြောင်းဘုန်းကြီးရဲ့နောက်ဆုံးအကြီးဆုံးနှစ်ပါးရဲ့ကိုသွားတဲ့အခါမှာလည်းဝိချပြန်လာတဲ့အခါမှာလည်းဝိချဒါဘာလို့တာတော့ဆိုတော့တတိတော်တစ်ပါးတည်းကိုပဲကြောက်နေလို့ရှိရင်ကြောင်းတိုင်းတတိတော်မရှိတဲ့အချိန်မှာထင်ရဆိုင်တော့တတိတော်မျိုးရှိတဲ့အချိန်မှာဖြစ်နိုင်တယ်ဆိုရင် ဒီလိုကြောင်းတိုက်တွေကြောင်းတိုက်တွေရဲ့နမူနာကိုကြည့်လိုက်အဲ့နမူနာလေးရှိလို့ဒါရဲ့လုတ်ပိတ်ပဲဒါပဲထပ်ပြောခဲ့တယ်နော်ဒါထပ်ပြီးတော့လည်းပဲတတိပေးပါတယ်ဒါဟာဒီလိုလိုဒီတစ်ပါးလျှောက်တယ်နှစ်ပါးသွားတယ်သွားတဲ့ချိန်လုံးကမလျှောက်မိတော့မှဒါလျှောက်ရင်အကောင်းဆုံးပဲပြန်လာတဲ့ချိန်မှာလျှောက်ရအောင် ဒါမှပဲတပည့်တို့အလေးကရုပြုရရောက်ပြီးတော့နောက်တစ်ချိန်မှမထွက်သင့်မထွက်ဘူးဆိုတဲ့အကျိုးတွေရတယ်။ဒါဟိုတုန်းကလည်းပဲပြောခဲ့တယ်။အခုလည်းပဲဒါထပ်ပြီးတော့အလုံးကိုတတိပေးပါတယ်နော်။ဒီစဉ်းစားကြည့်လိုက်ပေါ့။မလျှောက်ခဲနဲ့ထွက်တယ်မလျှောက်ခဲနဲ့ပြန်လာတယ်တပားအသွားလျှောက်တယ်။ဒီလိုစိတ်တက်ကြီးလာတဲ့အခါမှာမြင့်မြတ်မလားပေါ်ဆသွားမှာစဉ်။ ရဲ့ရဲ့ဖြစ်သွားပါဖြစ်သွားမယ်ဆိုရင်ပို့ဆတ်သွားမယ်အဲ့တော့ပို့ဆတ်တဲ့လူငါမလုပ်ဘူးဆိုရင်ဒီကိစ္စဟာပြီးသွားတော့ဗျာဒါကြောင့်မို့အဲ့ဒါလေးတွေပဲအလုံးလိုက်မယ်ဗျာဒီနေ့ကဒါဥစဉ်နှစ်ပါးနဲ့ဆက်ပြီးတော့ဒါထပ်ပြီးတော့အလုံးတတိပေးရနော်နောက်တစ်ချက်ကတပြီးတော့တူတွေးကြည့်ကြထပ်ပြီးတော့တတိပေးဟိုဒီနေ့ကကိုရင်တစ်ပါး ဒီရှင်စံတော်စီတော်ခေါ်လိုက်တမ်းပါဆိုပြီးတော့ရေးတကြီးခိုင်းလိုက်တယ်ငြင်းငြင်းခေါ်ခဲ့ပေါ်မလာဘူးလို့စောင့်ချိန်မနေလည်းပဲပေါ်မလာ15မိနစ်လောက်ရောက်တော့သူ့မြင်တာနဲ့ပြန်ခေါ်ပြီးတော့ခုနကခေါ်ခိုင်းလိုက်တာဘာလို့မခေါ်တာလဲဆိုတော့ရေချိုးနေတာတဲ့ဒါကြောင့်မို့မလာသေးတာဒါမျိုးဆိုရင်ကြည့်နော်တပည့်တို့အပြစ်ကတော့မရှိဘူးရှင် ဆရာဘုန်းကြီးလှုပ်တဲ့ပုဂ္ဂိုလ်ကသွားပြီးတော့ခေါ်လိုက်ပါညာရေချိုးနေလို့မလာနိုင်ဘူးဆိုရင်ရေချိုးနေလို့ပါဗျာဒါဆိုရင်တော့နောက်တစ်ခါပြောင်းခိုင်းလို့ရတာပေါ့ခုတော့ကိုယ်တိုင်လည်းပဲလာမလျှောက်ဘူးကိုရေချိုးနေတာကိုလည်းလာမပြောဘူးဒီတိုင်းပါတိပါတာနေတယ်ဆိုတာဒါတာမညာအားဖြင့်တော့အပြစ်မရှိဘူးလို့တော့ထင်တယ်ပေါ့ဒါရီကောင်းတဲ့လက္ခဏာမဟုတ်ဘူးဘာမဟုတ်ဘူးလို့ဆိုရင်ဒါပြင်မှုအတွက်အားလုံးကိုယေစုပြောနေတာဒါတပါးကို ထုတ်ပြောပြီးမယ်လို့အားလုံးကဒါဥပလက္ခဏာဒီသဘောနဲ့အားလုံးကိုပြောတယ်ဒါလေးတွေကိုပြင်ပေးပါဒါဒီလိုလူဝတ္တင်းမြူသီလတံပံတော်ဆိုတဲ့ဒီဒုသနာတော်ရဲ့တော်ဆိုတဲ့ဒီတထေသားငရေတန်ကြီးပွက်နေတဲ့ငရေတွေတော့ကုန်ပြီငရေတွေတက်လာတော့တော်ဆိုတဲ့ဇာတ်ရဲမှာတောဟန္တနာဤတော်ကတော်ရောနေလက်ဌာနမာနုသိဝတ္တင်းမြူသီလတံပံတော်ကာဟာမိကုသလံဘုံနဲ့ ငါလူ့ဘဝမြန်ရောက်ခဲ့လို့ရှိရင်ဝတ္တင်းမြူအရာရာကိုငါလိုက်သိမယ်ဒါမျိုးပြန်လို့ရှိရင်တော့ဘိုးပြေဆုံးတာပဲဒါကြောင့်မို့လိုက်သိတယ်ဆိုတာဆရာသမားခေါ်ပိုင်းတယ်ဆရာသမားရေးကြည့်နေတယ်ကိုကရေးချိုးနေတယ်မလာနိုင်ဘူးအဲ့တော့ငါကြားရတဲ့နေသွားပြောလိုက်လို့ရှိရင်ပြဿနာပြေသွားမယ်ဒါမျိုးလေးစိတ်တလေသိဖို့မလိုအပ်ဘူးလားလိုအပ်တယ်ကလည်းဒါရီရဲ့ပေးဒီနေရတော့ဟာဒါရီရဲ့ပေါင်းပွားလေးတွေကဘာမှမဟုတ်တာတွေပြောနေတယ်လို့ထင်စရာရှိပါလေ တကယ်ကြောင်းလိုက်တဲ့ခုအိမ်တဲ့အိမ်နိုင်ငံတစ်ခုတည်ဆောက်ပြီဆိုရင်ဒီအသေးမွားလေးတွေတိတ်ပြီးတော့ကြီးကျယ်လာဖြစ်သွားပါတယ်တကယ်လို့သမိုင်းကြောင်းတွေမှာဗာမောင်းတဲ့အရာဝတ္ထုတွေကနေပြီးတော့နိုင်ငံပြည်စည်းတဲ့ခြေကြီးထိရှိခဲ့တာဒါတာရကတွေပြန်ပြီးတော့လေ့လာတွေ့ရတယ်ဒါကြောင့်မို့ရှင်ပြောတော့အဲ့ဒါလေးကိုကြိုးစားပြီးတော့နားလည်ပါကိုယ်လုံးတဲ့လုံးတစ်ခုကိုအကောင်းဆုံးဖြစ်အောင်လုပ်ပါဆိုတာဒါပြောတာကိုလုံးတဲ့လုံးတစ်ခုကိုဘယ်လိုဖြစ်အောင်လုပ်ပါလဲ။အာမေန် ကနမူနာတပြီးတော့နောင်လည်းပဲဒါတွေ့ကြုံတဲ့ခြွေရင်းချက်လေးတွေကိုဒီမှာအကျိုးအကြောင်းပြင်စေလိုတဲ့စေတနာနဲ့ဒါပြောတယ်ပြီးခဲ့တဲ့ပုဂ္ဂိုလ်တွေကိုလည်းပဲဒါပြောပြီးပြီဒီမှာလည်းပဲထပ်ပြောတယ်ပြောတဲ့အတိုင်းလည်းရှင်ပြားတို့လိုင်းနိုင်ကျင့်သုံးပါဒါဆိုရင်သူတော်ကောင်းဖြစ်ဖြစ်အဲ့တော့သူတော်ကောင်းဖြစ်လို့ရှိရင်ဘလောက်ချမ်းသာတယ်လို့မြတ်စွာဘုရားကဟောထားတယ်သူတော်ကောင်းဖြစ်လို့ရှိရင်တဲ့မာတာတိတုနဲ့အထာယဣတယဟောတိတယ် သူတော်ကောင်းတယောက်ပါလာလို့ရှင်မိဘတွေလည်းပဲတိတ်ပြီးတော့ချမ်းသာသွားတယ်တိတ်ပြီးတော့စိတ်ချမ်းသာပြီးတော့အကျိုးစီးပွားလည်းပဲဖြစ်တယ်အရာရာမှာတိုးတက်တာဒါရင်ကလည်းဆိုတော့ပုဒ္ဒတာရဏံနဲ့သူတော်ကောင်းဖြစ်တဲ့ပုဂ္ဂိုလ်အမျိုးသားဆိုလို့ရှင်လည်းပဲသူ့ရဲ့စနီးတွေသူ့ရဲ့သားသမီးတွေသူတော်ကောင်းတက်ခံရပြီးတော့ဒီလိုသူတော်ကောင်းတွေဖြစ်သွားတယ်ဇနီးလို့တဲ့ပုဂ္ဂိုလ်ကသူတော်ကောင်းဆိုရင်အိမ်သားဖြစ်တဲ့ပုဂ္ဂိုလ်ကတောင်းမှ ဒီထေတောက်ခဲရိုက်နေတဲ့ဘဝနေပြီးတော့သူသာသူတော်ကောင်းစိတ်တဲ့ရှင်တဖြည်းဖြည်းဆွဲယူလို့ရှင်သူတော်ကောင်းသက်ပါသွားမယ်။နောက်ပြီးတော့ဓာတကံမကရာပေါ်ရီတာကံတတုံးကဒီကိုယ်အိမ်မှာစီနိုင်နေတဲ့အစီကံလေးတွေလောကမလေးတွေသူတို့လည်းပဲအကျိုးရှိတယ်သူတို့ကောင်းစိတ်တတ်ရှိတယ်သခင်နဲ့နေရလို့ရှိရင်ကျန်တဲ့ပုဂ္ဂိုလ်တွေကလည်းသူတို့ကောင်းတတ်ပူးပြီးတော့တိတ်ပြီးတော့ကောင်းကျိုးချမ်းသာအထာရဟိတာရတွေဖြစ်တယ်တဲ့ နောက်ပြီးတော့ဒါရင်မလားဆိုတော့မိတ္တာမစ္ဆာနဲ့မိတ်ဆွေပုဂ္ဂိုလ်တွေမိတ်ဆွေတွေလည်းပဲသူတော်ကောင်းနဲ့ပေါင်းလို့ရှိရင်သူတော်ကောင်းနဲ့ပေါင်းတယ်အတွက်သူတော်ကောင်းတရားလေးတွေသူတော်ကောင်းစကားလေးတွေကြားပြီးတော့အထာဟိတတွေအနောက်ဆုံးမတ်ဖို့နိဗ္ဗာန်ကြီးဖြစ်သွားနိုင်တယ်တဲ့နောက်ဆုံးဗာရိတိပါတော့ပုပ္ပပေတာတေလွန်သွားတဲ့ပုဂ္ဂိုလ်တွေလည်းပဲဒီသူတော်ကောင်းတယောက်ရှိရင်သူ့ရဲ့အများပေးဝေမှု သူ့ရဲ့မေတ္တာပွားမှုသူ့ရဲ့ကောင်းကျိုးတွေရဲ့နောက်ဘဝမှာဆက်လက်ပြီးတော့ခံစားရတယ်။ဒီလိုတို့တာနုရဲ့တာနုကိုရင်လေးရဲ့အမေပေါ့တာနုကိုရင်ရဲ့သီလသိက္ခာရှိတော့ဟိုဘွားကမေဖြစ်ခဲ့ပြီးတဲ့ဘလူးမကြီးရဲ့သူသားရဲ့ရှင်ဘွားကြောင့်သူတော်ကောင်းရှင်ဘွားကြောင့်နတ်တေလေသွားလို့ရှိရင်သိပြီးတော့စမ်းပွက်တယ်။တကိုးကြီးတဲ့နတ်တေရဟိုကတာနုမှာတာလာလို့ရှိရင်တာနုရဲ့ကိုရင်လာလို့ရှိရင်သိပြီးတော့မျက်နှာဝန်းပွက်တယ်။ဒီလိုတို့ရဲ့ရွာတွေမှာလည်းကြည့်ပေါ့ ကိုယ့်ရဲ့သားကိုယ်ရဲ့ကိုယ့်ရဲ့သားဝင်ရဲ့စာတော်ပြီးတော့နေထိုင်တော်တော်နဲ့ပြန်လာပြီဆိုလို့ရှိရင်ရဲရွာမှာတိတ်ပြီးတော့ဟောဖြစ်ကြတယ်ဒီကိုယ်ရင်ကိုလည်းပဲကြည်ညိုတယ်သူ့ရဲ့မိသားတွေကိုလည်းပဲတိတ်ပြီးတော့လေးစားချစ်ခင်ကြတယ်တရွတ်တို့ရွာတရွတ်တို့ရွာတရားတက္ကမကြီးတယောက်ပြောတာရှိတယ်တရွတ်တို့ရွာဝင်ဘုံကြီးရဲ့ဂုံပြွယ်လောက်တော့တရွတ်တို့လည်းပဲပါတယ်ပေါ့ လို့တော့သူကခုံမြူပဲလုပ်ရင်းနဲ့ဒီစာပေတော်တဲ့အကြောင်းတွေဘာတွေဖတ်ပြီးတော့ကြီးညိုလို့တော့ဘာထုတ်ပြောလဲဆိုတော့ဒီလိုမြာဝတီဘုန်းကြီးရဲ့မယ်တော်ကြီးရဲ့တော်အုံးတွေမအုံးလို့ငါတော်လိုက်တာတဲ့သူတို့ပိုက်ထည့်သူတော်ကောင်းတွေတွေထွက်တယ်ငါတို့ပိုက်ထည့်နေရက်ပလင်းတွေကြီးထွက်တာပဲအဲ့တော့သူပိုက်ထည့်ဘာတွေထွက်တယ်အဲ့တော့အဲ့ဒါမျိုးဒါဟာဒီလိုသူတော်ကောင်းတယောက် ဖြစ်လာပြီဆိုလို့ရှိရင်တိတ်ပြီးတော့ဘေးပုဂ္ဂိုလ်တွေလည်းပဲစိတ်ချမ်းသာမိဘတွေလည်းပဲတိတ်ပြီးတော့စိတ်ချင်နေကြတယ်။အဲ့ဒီကမာကြီးပြောတယ်သူ့ဘိုက်တွေဆိုရက်ပလင်းတွေထွက်တယ်သူလည်းပြောလည်းပြောတတ်တယ်။အဲ့တော့ဒါမျိုးလေးတွေဆိုလို့ရှိရင်ဒီလိုသူတော်ကောင်းဖြစ်လာတဲ့ပုံကူတွေကိုအကြောင်းပြုပြီးအားလုံးချမ်းသာကြတယ်။နောက်ဆုံးရင်ညောတိုင်းပြုတ်ချုပ်တဲ့ပုံကူတွေလည်းသူတော်ကောင်းတွေများလာတယ်။အိသက်သာတာလည်း။ဒါရင်လည်းလားဆိုတော့မကလေးဘူး။တမနာပြန်မနာ အလှူဒါန်စားနေတဲ့ပုံစံတွေလည်းပဲသူတော်ကောင်းစိတ်တက်ရှိတဲ့ပုံစံနဲ့တွေ့လို့ရှိရင်သိပြီးတော့ချမ်းသာကြတာဒါကြောင့်အာလုံးချမ်းသာတယ်ဒါကြောင့်မတူရတူတော်ကောင်းဖြစ်အောင်လုပ်ဖို့ရအတွက်လိုအပ်ဒီသူတော်ကောင်းဖြစ်လာပြီဆိုလို့ရှိရင်သူတော်ကောင်းပဝန်းကျင်နေတဲ့ပုံစံတွေသိပြီးတော့မဟုတ်နိဗ္ဗာန်ဒီမြတ်စွာဘုရားကအကျိုးပေးတယ်ဆိုတာပေါ်ထလာရှိတယ် ဘလို့ဟောလို့ဆိုတော့ဒီနေ့မြတ်စွာဘုရားတာဝတိမီတို့ကိုဒလမင်းကြီးရောက်လာတော့ကိုဒလမင်းကြီးရောက်တယ်မြတ်စွာဘုရားတဲ့တပည့်တော်တပည့်ရောက်တဲ့နေကမှာနေတော့ဒီလိုကြံစီမိပါတယ်တဲ့ဘလို့ကြံစီတော့ဆိုတော့ဒီကလျာဏမိတ်တာမိတ်ကောင်းရှိတဲ့ပုဂ္ဂိုလ်ကလျာဏတဟာယအဆွေကောင်းရှိတဲ့ပုဂ္ဂိုလ်ကလျာဏတံပဝင်က မိကောင်းစေကောင်းကတိတ်ပြီးတော့ညုတ်ကိုင်းနေရှိတယ်မိကောင်းစေကောင်းကိုတိတ်ပြိုလင်အားထားတဲ့ပုံပုံတွေကရှိပါတယ်တဲ့မြတ်စွာဘုရားကလည်းပဲသွာခတော်ဓမ္မတရားတော်ကိုအစလည်းဆုံးကောင်းအောင်ဟောထားတယ်ဒါပေမဲ့ဘုရားတဲ့မြတ်စွာဘုရားဟောထားတဲ့အင်မတန်မှကောင်းမွန်တဲ့တရားတော်တွေကကလျာဏမိတ်တာမိကောင်းစေကောင်းရှိတဲ့ပုံပုံတွေအတွက်ကောင်းစွာဟောရရောက်ပါတယ်သူတို့အတွက်ဒါအကျိုးရှိပါတယ်တဲ့ ပါပမိတ်တလို့ခေါ်တဲ့ပဝန်းကျင်မြန်မာရောက်နေတဲ့ပုဂ္ဂိုလ်တွေအပေါင်းအသင်းတွေတိတ်ပြီးတော့သိတဲ့အောက်တန်းကြတဲ့ပုဂ္ဂိုလ်တွေရှိတဲ့ပုဂ္ဂိုလ်တွေအတွက်တော့မြတ်စွာဘုရားတရားဟာတိတ်ပြီးတော့အကျိုးမထူပါဘူးလို့ဒီလိုပြောကြောက်ဥပမာကဒီဆေးပေါ်ဆက်ထားပြီးမှလို့ဒီဆေးဟာသုံးဆွဲတဲ့ပုဂ္ဂိုလ်အတွက်ပဲအကျိုးရှိတယ်လို့ပေါ့ဘယ်သူအတွက်လဲအကျိုးရှိတော့တယ် ဒီလိုပဲမြတ်စွာဘုရားဟောထားတဲ့တရားကလျာဏမိတ်တ္တမိကောင်းစီကောင်းပေါ်မှာမြတ်နိုးပြီးတော့မိကောင်းစီကောင်းပေါင်းသိလေးရှိတဲ့သူတွေအတွက်တာကောင်းကောင်းဟောရရောက်ပြီးတော့သူတို့အတွက်တာအကျိုးရှိပါတယ်ဘုရားဆိုတော့တပည့်တော်ဒီလိုကြံစီမိတယ်လို့မြတ်စွာဘုရားကအမှန်နဲ့မင်းမြတ်တဲ့ငါဘုရားဟောကြားတဲ့တရားတွေကကလျာဏမိတ်တ္တရှိတဲ့သူအတွက်တာအကျိုးရှိတယ်တဲ့ပါပမိတ်တ္တတဝန်းကျင်ညံ့မှာနေထိုင်တဲ့ပုဂ္ဂိုလ်မိကောင်းပါကောင်းကြားထဲမှာမဟုတ်ဘဲနဲ့ မိဘတွေရာလည်းပဲခញ្ញញ်ဆွေမျိုးတွေရာလည်းပဲခញ្ញញ်အပေါင်းအသင်းတွေရာလည်းပဲခញ្ញញ်ဒီလိုကြားထဲမှာနေတဲ့ပုဂ္ဂိုလ်တွေတော့ငါတရားရဲ့တရားကောင်းကောင်းကြီးဟောရမရောက်ဘူးအကျိုးတရားမရှိဘူးလို့မြတ်စွာဘုရားကပြန်ပြီးတော့မိတ်နေတာရှိတယ်မြတ်စွာဘုရားတစ်ထက်ပါမိတ်လို့ဆိုတော့မင်းမြတ်တဲ့အခါတော်မှာငါဘုရားဟာဒီ တက္ကတိုင်နဂရကဆိုတဲ့ဤကုန်းကြီးမှာတာပြဝင်မင်းရဲ့ဤကုန်းမှာငါပြတဲ့တင်းသုံးတဲ့အချိန်မှာအာနန္ဒာကငါပြဝင်လာလျှောက်တယ်တဲ့အာနန္ဒာမိတဲ့ယင်တပါဘလို့လျှောက်တော့ပြီမြတ်စွာဘုရားတဲ့ဒီကလျာဏမိတ္တကလျာဏသဟာယကလျာဏတံပဝင်ကမိကောင်းစေကောင်းရှိပြီးတော့မိကောင်းစေကောင်းမှာတိတ်ပြီးတော့ကံ့ညွတ်လေးစားတဲ့ပုဂ္ဂိုလ်တွေဟာရှိတယ်အဲ့ဒီပုဂ္ဂိုလ်တွေရဲ့ ြံမတ္တိယမေမြတ်တော်အကျင့်ဆိုတဲ့ဒီမဖို့နေပြီပေါ့အာလုံးချုပ်နိုင်တော့အဓိကတော့ဗြံမတ္တိယမတ္တဗြံမတ္တိယအကျင့်ဒီပုဂ္ဂိုလ်ရဲ့အတွက်တဝက်ပြည်ကြီးသားလို့တပည့်တော်ယူဆပါတယ်ခင်ဗျာလို့ရှောက်အဲ့တော့ဆိုလိုတာကမိကောင်းစေကောင်းရှိတဲ့ပုဂ္ဂိုလ်ရဲ့အတွက်ဗြံမတ္တိယလို့ခေါ်တဲ့ဒီ ဥနာတိဒုက္ခပေကင်းဝေးရဖြစ်တဲ့နိဗ္ဗာန်သွားကြောင်းဖြစ်တဲ့အရိယာမတ်ရှားဖို့ရာအတွက်မတ်ဖို့နိဗ္ဗာန်ရဖို့ရာအတွက်အကျိုးတဝက်ပြည်ပတာဖြစ်ပါတယ်လို့ပြောတယ်မြတ်စွာဘုရားအာနန္ဒာတဲ့ဒီလိုမပြောနဲ့မိကောင်းစီကောင်းရှိတဲ့ပုဂ္ဂိုလ်တွေအတွက်ဒီဗျမတရိယလို့ခေါ်တဲ့မတ်ဖို့နိဗ္ဗာန်ဟာအာလုံးပြည်ပတာဖြစ်တယ်တဲ့အာလုံးမတ်ဖို့နိဗ္ဗာန်အတွက်အထောက်ပံ့နေဖြစ်ပြီးတော့မတ်ဖို့နိဗ္ဗာန်အကျိုးတွေအာလုံးကြီးစီးနိုင်တယ်စဉ်းစားကြည့် ငါဖျားလို့ကလျာဏမိတ်တာတွေ့လိုက်တဲ့အတွက်ဇာတိဓမ္မပူခြင်းသဘောရှိတဲ့တတ္တဝါတွေလည်းပဲပူခြင်းကလွတ်တယ်။ကြာတိဓမ္မမရဏဓမ္မနာခြင်းသဘောသိခြင်းသဘောတတတလေးလေးသိနေတဲ့တတ္တဝါတွေလည်းပဲဒီသဘောတွေကလွတ်တယ်။သောတာပတိဒီဝဒုက္ခဒေါနတဥပါယတဝန်နေလိုက်ငိုကြွေးလိုက်ပူဆွေးလိုက်ဒါမျိုးဖြစ်နေတဲ့တတ္တဝါတွေလည်းပဲ ငါဖះကိုကြောင်းပြုပြီးတော့ငါဖះဆိုတဲ့မိကောင်းစီကောင်းပဝန်းကျင်ကောင်းကိုကြောင်းပြုပြီးတော့ဒီဒုက္ခတွေကလွတ်သွားကြတယ်ဆိုလိုတာဘာလို့လဲဒီလိုတို့တွေးကြည့်ပေါ့ပုထုဇဉ်ပုဂ္ဂိုလ်ဆိုတာဘယ်နှဘဝသေးတယ်လို့အခြေအတွက်ရှိသလားမရှိဘူးလားဆိုရင်မရှိဘူးတောတာပန်ဖြစ်သွားတဲ့အခါရှင်ပြားတို့လည်းပဲသိတယ်နောက်ဆုံးအနေဆုံးတောတာပန်ဟာဒီတတ္တခတုတောတာကာတောတာလို့ဆိုရင် ဒီတက်တက်ခတ်တုဆိုတာဒီလူပုံကမ္ဘာပေါ်မှာခုနှစ်ကြိမ်ပြည်တန်နေနေရာလေးတွေအဲ့ဒီသောတာပန်ဖြစ်အထင်ရောက်သွားပြီဆိုရင်တောင်မှပြောလို့တတန္တရာလုံးဝဟိုလိုက်နာလိုက်သိလိုက်မရည်တွဲနိုင်တဲ့ဒုက္ခတွေဟာနောက်ဆုံးမှာဘဏ္ဍဘဝတော့ပဲခံရတော့မှာလို့ဆိုရင်ခုနှစ်ဘဝခံပြီးရင်ဒီအိုချင်းနာချင်းလွတ်သွားတယ်ဒါဘုသူ့ကိုအကြောင်းပြုပြီးတော့လွတ်တာလို့ဆိုရင်မြတ်စွာဘုရားမြတ်စွာဘုရားဆိုတဲ့ကလျာဏမိတ်တဘုသူ့ကိုအကြောင်းပြုပြီးလွတ်သွားတယ် ကြောင့်မို့ဒီမြတ်စွာဘုရားကအာနန္ဒာတဲ့ငါဘုရားဆိုတဲ့ကလျာဏမိတ္တကိုကြောင်းပြုပြီးတော့တောတပံဖြစ်သွားရင်တတန္တရာလုံးပို့လိုက်နားလိုက် သေးလိုက်ငိုကြွေးလိုက်ဆင်းရဲနေတဲ့တတ္တဝါတွေဟာနောက်ဆုံးတောတပံဖြစ်ခုနှစ်ဘဝလောက်တဲ့ဒုက္ခတွေခံပြီးတော့တွားရတယ်ခုနှစ်ဘဝလောက်တဲ့သေရမယ်ပို့ရမယ်နားရမယ်ဆိုတဲ့တိတ်တွေရောက်ရောက်ဒါကြောင့်မို့ဒီလိုလူဒီကြောင်းတိုက်ကိုလည်းပဲကလျာဏမိတ္တသပ္ပုရိတာကတိသူတော်ကောင်းစိတ်တည်းရှိတဲ့ပုဂ္ဂိုလ်တွေ ညာညာမွေးဖောက်ဖို့လိုတယ်။ညာညာနေဖို့လိုတယ်။ဒါကြောင့်မို့လို့ဒီလိုလည်းပဲစီကံလည်းပဲတက်နိုင်တယ်များချမှတ်ပေးတယ်။နောက်ပြီးတော့ဩဝါဒကိုလည်းပဲတပည့်တော်ကိုယ်တိုင်လည်းပဲလာပြလာပွဲပေးတယ်။နောက်ပြီးတော့ဒီလာဇတ်ခုနှစ်လာဇတ်ခုနှစ်ရဲ့မှာလည်းပဲအကြီးကြီးကိုတတိုင်တိုင်ပြီးတော့ဘလို့ဘလို့လှုပ်ထိုက်တလောက်ဆွေးနွေးတယ်ပေါ့။သူတို့ပဲတခါပြန်ပြီးတော့ဒီ14ရက်ဒီမှာလည်းပဲစွန်အားရှိတဲ့မြတ်ရင်းရင်းနီးနီးနဲ့ဆုံးမပါလို့ပေးတယ်။ဒါပါလှုပ်ချင်တာတော့ဆိုတော့ဒီ သူတော်ကောင်းအတိုင်ဝန်သူတော်ကောင်းဒီလိုလိုအချောက်တော်ပေါ့သူတော်ကောင်းပုံချင်းဖွဲ့ချင်တာပါဖွဲ့ချင်တာလို့ဆိုရင်သူတော်ကောင်းနေနေနေလို့ရှင်ကိုကိုယ်တိုင်သူတော်ကောင်းဖြစ်ပြီဆိုရင်သူတော်ကောင်းနေနေနေရတယ်ကျန်တဲ့ပုဂ္ဂိုလ်တွေလည်းပဲသူ့ကိုမြည်ပြီးတော့သူတော်ကောင်းနေဖြစ်တယ်ဒါမျိုးလေးတွေကိုလိုချင်တယ်ဒါကြောင့်မလို့ဒီသူတော်ကောင်းလက္ခဏာလေးဒီလိုဒီနေ့မပြီးဘူးပေါ့နောက်ရက်ဒီအဲ့ဒီဆက်ပြီးတော့ကြိုးမယ်ကဲအားလုံးဆိုလိုက်ပါ သူတော်ကောင်းလက္ခဏာ6ပါးဆောင်းပါးလေးဆိုလိုက်နော်ကျေးဇူးတည်တဲ့ ပြုပထမဆုံးနံပါတ်1သူတော်ကောင်းရဲ့အင်္ဂါကဘာတိတ္တရဆိုရင်ကျေးဇူးတိတ္တရပြုလို့သာမတော့ယောဝေကတိညူကတိညူသူတော်ဘာတို့ပြုထားအပ်သူမြတ်ကျေးဇူးအထူးရှိသေး၍တိလေးရှိသည်၎င်းနဲ့ကျေးဇူးမဆက်နိုင်တော့မှကျေးဇူးတရားဟာရှိတယ်ဆိုတာသိထားရတယ်သိတာမှလည်းပဲပြုလို့ပါဇက်တွေဘာတွေကာယတန်တွေဝစီကံတွေသိပြီးတော့ချိန်ဆောင်တယ်မနောပဲ ဒီလိုကျေးဇူးတရားမသိဘူးဆိုရင်ဒီပါဇက်တွေပါရီကကျေးဇူးတရားဆရာသမားတွေပြောတဲ့စကားကိုပြန်ပြီးတော့ပတ်ရှင်ဖတ်တာဒါမှမဟုတ်လည်းပဲကျေးဇူးတရားတွေသဘောမပေါက်ဘူးဆိုရင်နှုတ်နဲ့လည်းပဲရှောက်ပြောခြင်းပြောမယ်ကာယကံနဲ့လည်းပဲဒါအမူအရာတွေကမယုံမသိပြမြင်နဲ့ပြမြင်သွားတော့ကိုကြောင်းတိုင်းမှာကျေးဇူးရှိနေတဲ့ကျေးဇူးတရားတွေပတ်နေတဲ့ဒီစာကြဘုန်းကြီးတွေပေါ်မှာလည်းပဲပိုပြောတည်ပြောနဲ့ကာယကံအပြင်မချေမငန်လှုပ်ချင်လုံးနေနေ ဝေဒီကအပြင်လည်းကိုပြောတည်ပြောပြောရင်ပြောမိအဲ့ဒါကျေစုသိတတ်တာလားကျေစုကံတတ်တယ်လားဆိုရင်ကျေစုကံတတ်လို့ရှိရင်ပြောလို့သူတော်ကောင်းလက္ခဏာလားသူယုံမှလက္ခဏာလားဆိုရင်ဒါကြောင့်မို့လို့ပြောလို့ဒီကျေစုစီဆိုတာတွေးကြည့်လို့ရှိရင်သိရှိတယ်နောက်ဆုံးမှတပည့်တော်ကိုယ်တိုင်ကစာသင်သားတွေဆိုလို့ရှိရင်ဘလို့တွေးတဲ့လို့ဆိုဩစာသင်သားတွေရှိနေလို့ငါမှစာချပေးရတယ်သာဝန်ဒီပြည်လျောင်းဖြည့်ရှင်းပေးရတဲ့ကုသိုလ်တွေ နောက်ဆုံးမှအလုံးဒီကိုရင်လေးတွေရင်ဖြစ်တာဒီသူတို့စိတ်ထဲမှာရင်မဖြစ်အောင်တနည်းအားဖြင့်ပဲဒီကိုလင်းကိုရင်လေးဆိုခဏတိုင်းရင်ဖြစ်တယ်သူတို့ခေါ်ပြီးတော့နည်းနည်းပြောတယ်ပြောပြီးတော့သူစီရဲ့လူခံလိုက်နောက်တစ်ခါမေးလို့ရှင်ကိုရင်စီရဲ့ရင်မဖြစ်တော့ပါဘူးဖရားဆိုတဲ့ဖြေလေးကိုပေးနိုင်အောင်ကြိုးစားပါဆိုပြီးတော့ထားလောက်ရတယ်ဒီဟာတွေကတကယ်လို့တွေးလိုက်လို့ရှင်ဩဒီကိုရင်လေးရှိနေလို့ ာလည်းပဲခန္တီပါရမီတောင်းတန်ကိုပေါ်မှာကိုပြောတည်ပြောလဲသီးခံလိုက်ရတာတခါလေကျေးဇူးမတိတတ်တဲ့ပုံကိုယ်တွေနဲ့တွေ့လာလို့ရှိရင်ပြောဆိုတာခံရတာလေကောင်းတာလုပ်ပြီးတော့ကောင်းတာငြင်းငြင်းမှနေပါဒီလိုတို့ကောင်းတာက80ရာခိုင်နှုန်းရှိတယ်မကောင်းတာလေ20ရာခိုင်နှုန်းနဲ့ရှိတယ်ကျေးဇူးတိတတ်တာနဲ့လာပြီးဆိုရင်ဒီ20ရာခိုင်နှုန်းမကောင်းတာဘူးပဲရှားပွေပြီးတော့ဒီလိုတို့ရှင်းစကားနဲ့ပြောရင်တော့စီလူပေါက်ရှာပြောတယ်ဘယ်လိုပြောတော့လဲ ြေလုံးပေါ်ဘူးနော်ပါလို့ဆိုရင်ဒီလိုခွက်တက်ခွက်တဲ့ကြီးတဲ့တုံးတိုင်းခွက်ဟာပေါက်နေတိတ်တိတ်စိတ်စီတာထဲ့ကြည့်တော့အခဏပုံသွားတာဒီလိုပဲပုဂ္ဂိုလ်ဟာဒီလိုကျေးဇူးတရားတွေရဲ့ရှစ်ဆယ်ရာခိုင်နှုန်းလောက်ရှိတဲ့အာလုံကုသဇင်တဘာဝအာလုံမကောင်းနိုင်တော့ကောင်းအောင်ကြိုးစားနေတယ်ဒါဟုတ်ပဲအပြစ်ရှိတဲ့ဒီ၂၀ရာခိုင်နှုန်းလေးကိုပဲပွက်ပွက်ပြီးတော့ကျန်ပါရင်ကလည်းပြောတတ်တယ်အငြင်းနဲ့ပြောတတ်တယ်မကောင်းဘူးကိုကိုကလည်းပြန်ချင်ချင်ကြည့် ကျေးဇူးရှိတဲ့ပုဂ္ဂိုလ်တွေကိုဒါမျိုးပြောမိပြီဒါမျိုးကာယကံတွေနဲ့မချေမငံလုပ်မိပြီဆိုရင်ဒါသူတော်ကောင်းတက္ကနာပြက်တယ်ဒါဝငါပြင်းမယ်ဆိုရင် သူတော်ကောင်းမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်လားဆိုရင်ဒီလိုမဟုတ်ဘဲနဲ့မတိဟန်ဆောင်နေမယ်ဆိုရင်တော့သူတော်ကောင်းဖြစ်ဖို့ဝေးသွားမယ်ဘာဖြစ်ဖို့ပဲများတော့ဆိုရင်သူယုံမှဖြစ်ဖို့ပဲများတယ်ဘာဖြစ်ဖို့များတော့ဒါကြောင့်မို့လို့ဒီ သူတော်ကောင်းလက္ခဏာလေးတွေနောက်ရက်ကြိုင်ပြီးတော့ထပ်ပြီးတော့အကျေချက်နောက်ကတင်မြူကတဝီကတဝီဆိုတာကျေစုဆက်တာပါလို့တာလို့ဆိုရင်တိယုံနဲ့မကြည်ပဲနဲ့ဆက်နိုင်တဲ့အချက်ဆိုဒီပုဂ္ဂိုလ်သိအချင်းမြင့်သွားတယ်တရားတို့ဒီပါဠိလိုကြတော့ကတဝီကိုသူများပြည့်ပြည့်ရဲ့ကျေစုမြတ်ကိုတက်တည်းမှတ်တည်းဆက်တည်ရှိသည်လည်းကောင်းကိုစွမ်းအားရှိတဲ့ကျေစုဆက်နေတယ် ဒီကြောင်းတိုင်းမှာလည်းဘာမှမလို့ဒီလိုလိုစားတဲ့ဒီစကားနားထောင်မှုတွေလည်းပဲပါတယ်ဆရာသမားကိုလိုက်ပြီးပြီးနဲ့ဒီတွားပြီးတော့အနီးကပ်နေပြီးတော့ခက်ခဲလေးတွေဖြေရှင်းပေးတာလက်တွဲပြီးတော့လှုပ်တာဒါတွေလည်းပဲပါတာနောက်ဆုံးတော့တပီးချင်းကို၅ပါးနဲ့အနည်းလှုပ်နေလို့ရှိတယ်ဒါတပီးတွေကောင်းသွားတာပဲအဲ့ဒါဟာရှင်ဘုရားတို့စာသင်္นานတွေအတွက်အကောင်းဆုံးကျေးဇူးဆက်ပါဆန်းလေးလို့ဆိုရင် ိုတောင်ကိုတပည့်ချင်းဝငါဘာလုံးလို့ရှိရင်ယေရှုဆက်ရရောက်ဒါနာတက်နဲ့ယေရှုတိတဲ့ယေရှုဆက်အံဘတော်မှာလို့ဆိုရင်ရှိကမိတ်ဆွေကောင်းနဲ့ကလျာဏမိတ်တို့မိကောင်းပါကောင်းဆရာကောင်းနဲ့ဆွေကောင်းတိမိကောင်းရှိတိလည်းကောင်းနဲ့ဒီမိကောင်းပါကောင်းဆိုတာလည်းသိအရေးကြီးတယ်ကိုကနေပြီးတော့ဒီဘဝမှာတွေ့ရတဲ့ဒီအပြစ်လေးတွေမြင်ဘယ်လိုဘယ်လိုလုပ်ပါကြိုးရဲတဲ့တတိရှိမှာပါ တန်တရာမှာမိကောင်းပါကောင်းဆရာကောင်းသမားကောင်းနဲ့တွေ့ရတယ်။ဒီဘဝမှာတကူကောင်းဆန်းပြီးတော့ငါမုန်းခံရလိမ့်မယ်ဆိုပြီးတော့ကိုဟာမပြောဒီမပြောတွေ့လို့ရှိရင်ရှောင်းတော့နေလို့ရှိရင်မသိတလို့လို့နေတဲ့ဒီပုံကူရီကဆရာကောင်းသမားကောင်းနဲ့နောက်ဘဝဝေးမှာပဲ။ဒါကြောင့်မို့ဒီကလျာဏမိတ်တမိကောင်းရှိတာကောင်းတယ်။မိကောင်းရှိဖို့ဆိုတဲ့အခါမှာဒီလိုလိုအင်္ဂါတွေပါလေနောက်ကြမှာဒီလိုလိုအင်ကုတ္တတွေရဲ့ဝတ္တသဝဆက်နဲ့ခမောတွေပါတာဒါတွေနောက်ကြိုးပြ ။ဟောဒံဃပတိစပမာလို့ပြန်လာတော့ဆိုရင်ထိုမိကောင်းလေအသေးဆွေအဲ့တော့ဒီမိကောင်းကဥပမာပြင်ဆရာနဲ့တပည့်ဆရာတခါတည်းရင်မှားပြီးတော့ပြောလိုက်တယ်ဒါလေးကိုစိတ်မကွက်ရတက်နိုင်တဲ့များဖြေပြောက်ပြီးတော့ငါ့ကိုကောင်းကျိုးရှိစေခြင်းလို့ပြောတာပဲဆိုပြီးတော့စွန့်ပွားမသွားရအောင် နောက်ဆုံးလင်ထောက်တောင်မှာတောင်းနေပြီးတော့နေရတယ်ဆိုတဲ့စာပေမှာရှိတယ်ပေါ့ဒါမျိုးစိတ်တက်လည်းပဲရှိမှသူတော်ကောင်းဖြစ်တယ်နောက်ဆုံးဒုတိယတတတက္ကစံကရောတိကိစ္စဒုက္ခကြောင့်များဆိုကြည်ကိုမြင့်ပေါ့မှာဒုက္ခရောက်နေတဲ့ပုံကိုယ်တွေတွေ့ရင်ဟာတိုက်မကြီးပဲနဲ့ဆွမ်းအားရှိတဲ့များကူညီပေးတယ်ဥပမာအားဖြင့် ကိုရင်လေးတစ်ပါးချောလဲတယ်ဆိုရင်ဟာဟာနဲ့ဘေးရည်နေမကြည့်ပဲနဲ့ဆွမ်းအားကြီးပြီးတော့သွားပြီးတော့ခြေလေးထည့်ပေးတယ်။မလုပ်တဲ့နဲ့ဆိုနောက်ဆုံးပွေစည်းကံလေးနဲ့ဒီအကြံပေးရတယ်။ဒါမျိုးမှဒီလိုသူတော်ကောင်းလက္ခဏာရှိတယ်။ဒါကြောင့်မို့ဒီလိုလိုဒီဒီနေ့တော့ဒီ6ဒီကျင်း5ချက်နဲ့တော်ရောနောက်ရက်မှဒီသူတော်ကောင်းလက္ခဏာလေးတွေကိုတပည့်တော်ဆက်ပြီးတော့ပြောသွားမယ်။ဘာဖြစ်လို့လဲဆိုတော့ဒီသူတော်ကောင်းပုံကျင်းရှိမှနေရတာသိချမ်းပါလား။ တပတ်တနေပြန်ဖောက်အောင်ပြီးတော့ဆရာသမားဆရာသမားမမသိကာယကံအချင်းလည်းပဲမချေမငန်လို့ပဇီကံအချင်းလည်းပဲပြောလိုက်ပြန်ပြီးတော့ပတ်ကနေလျှောက်ပြီးတော့ပြောကိုယ့်ရဲ့စကားဘယ်တိတ်ပဲထိကြောင်မမသိဘူးဒါမျိုးတွေများလာနေရတာချင်းရဲတယ်အဲ့တော့ဒါမျိုးတွေခုခုကိုရှိတယ်ဆိုရင်လည်းပဲပြင်ရတယ်ပြင်ပြီးလို့ရှိရင်လည်းဝမ်းမြောက်ဝမ်းသာဖြစ်ပါဒါကြောင့်မို့အလုံးသူတော်ကောင်းအုံချင်းကိုဖွဲ့နိုင်တော့ဉာဏ်တော်မြတ်ဖြစ်နိုင်ကြပါသည် 5, 4,